အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့မင်းသိင်္ဂါ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ပုထုသမီးများတို့2026ခုနှစ်တနှစ်တာကန်စာတာအထူးဟောဆရာကြီးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပြောဆရာကြီးနာမစင်မီမှာကျွန်တော်တို့ရဲ့မင်းသိင်္ဂါ channel ကို subscribe မနေရလို့ဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါလိုက်ရန် share လေးနဲ့လုပ်ပေးသွားကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ကျေးဇူးဆက်လက်ပြီးတော့ ဟိုဒူသားမီများအတွက်2026ခုနှစ်အတွက်တနစ်တာအထူးဟောဆရာကြီးကိုဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာပုရုသားမီများဟာယခုနှစ်မှာ ရွှေတကားကြီးပွင့်နေပြီဆိုတော့ဟောကိန်းနဲ့ကြုံရတာပဲဖြစ်ပါတယ်ဒီနှစ်ထဲမှာမိတ်ဆွေရဲ့အကန်ဟာအကောင်းဘက်ကိုစပြီးရောက်လာခဲ့ပြီပဲဖြစ်ပါတယ်အရာရာမှာကိုယ်လေကိုရောက်လို့လာပါပြီ ပေဖြစ်တော့ငါပူခံထားရသမျှအခုတော့တူအလက်ကို ရောက်ရှိလိုလာပါပြီအဖက်ဖက်ကလည်းဝမ်းသာစရာသတွင်နေအောင်မြင်မှုတွေအခွင့်အရေးကောင်းတွေဟာမိษွေကို လက်ကမ်းလို့ကြိုလင့်နေပါပြီဒါကြောင့်မို့မိษွေအနေနဲ့ဒီနေ့ထက်မှအကြံစွမ်းဉာဏ်စွမ်းရှိသလောက်ငွေအားလူအားရှိသလောက်အင်အားအကုန်သုံးပြီးစီးပွားရေးလုပ်ငန်းကြီးတွေထူထောင်တဲ့တိုးချဲ့တင်နေပါပြီ ဒီတနေ့အပင်မခံကျိုးပဲလိုက်ခြင်းဟာဘဝတသက်တာအတွက်သာဘဝတသက်တာအတွက်ဖူလုံသွားနိုင်ပါလေအထူးအဖြစ်တော့2026ခုနှစ်မှာငွေရွှေမဲထိပေါက်သလိုပဲအလုံးရင်းနဲ့မကြမကြဝင်လာတတ်ပါလေမိတ်ဆွေနေနဲ့ဝင်ဝင်နှမျိုး အလုံးနှမျိုးနေရာနှမျိုးတာဝန်နှမျိုးစသဖြင့်ဘာမစိုးနှစ်ချိန်တစ်ခါဆိုတာမျိုးတွေကြုံလာရတတ်ပါတယ် မိမိကိုမုံလာပါတယ်ဆိုတဲ့သူတွေကပြန်ပြီးပြုံးပြလာကြပါလိမ့်မယ်။ရန်သူတွေကငြိမ်ငြိမ်ရေစကားပြောလာပါလိမ့်မယ်။ငွေဟောင်း၊ကျွေဟောင်း၊ပစ္စည်းဟောင်း၊ရာပိုင်ခွင့်ဟောင်းအခွင့်အရေးဟောင်းဆိုတာတွေမျိုးတွေလည်းပြန်ပေါ်ပေါက်လာတတ်ပါလေ။အဲလိုပဲယောဂါဟောင်းယောဂါဟောင်း၊ရန်ဟောင်း၊ပြဿနာဟောင်းတွေလည်းပြန်ပေါ်လာတတ်တာကိုတော့သိပြီးရမှာပဲဖြစ်ပါတယ်။ဒီနေ့ထဲမှာအလူပွဲကြီးတွေ၊မင်္ဂလာပွဲကြီးတွေ တိုက်တိုက်ဆိုင်ဆိုင်ကြုံကြရတတ်ပါတယ်။တချို့မိသားစုတွေမှာကလေးတယောက်နဲ့ကားတစီအတွဲလိုက်ဆိုလို့ဝင်လာတတ်ပါတယ်။သားသမီးအောက်လက်ငယ်သားတို့အတွက်လည်းဝမ်းသာရတတ်ပါတယ်။ဒီနေ့ထဲမှာ အထူးအပြုစူးစမ်းတဲ့အလုပ်တွေကတော့ရွှေရတနာအလှကုန်အလှပြင်ဆိုင်အမှုပညာဆိုင်ရာလုပ်ငန်းများကားကြောင်ကွန်ပျူတာကင်မရာလုပ်ငန်းများကြက်ဝတ်ငါလုပ်ငန်းများလေးဝါကျန်ကွန်စတဲ့အလုပ်တွေပဲဖြစ်ပါတယ်ခင်ဗျာ မိမိကတိတ်ပြီးအာမခဲလိုက်ရပဲနဲ့အိမ်အဆောက်အုံနေရာထိုင်ရင်းဆိုင်ရာအခွင့်အရေးကောင်းတွေပေါ်လာရတတ်ပါတယ်။ဝန်ထမ်းလိုမိစေများအနေနဲ့အပြောင်းအလဲကိစ္စတွေအခွင့်အရေးတွေပေါ်ပေါက်လာတတ်ပါတယ်။မနာလိုရန်လိုသူတွေပေါ်လာအောင်အောင်မြင်စည်းဝါးတက်လာပါလိမ့်မယ်။အပြင်မြင့်လေးလေတိုက်ခံရလေဆိုတဲ့အတိုင်းတမင်ရန်စခံရတာနေရာအလူခံရတာအတူအထောင်၆တွန်းခံရတာမျိုးတွေလည်း ကျုံလာရတတ်ပါတယ်။အမှုကိစ္စ၊ယုံကိစ္စ၊ဂတ်တွေနဲ့လည်းဂတ်စာရာတွေနဲ့ပတ်သက်ပြီးပတ်သက်ရပေမဲ့မိမိဘက်ကအသာကြီးရနေရပါလိမ့်မယ်။အမှုခင်းနေဖြစ်တတ်ပါတယ်။ဒီလိုအချိန်မျိုးမှာတစ်ချိန်ကမောင်းမင်းမင်းဖြစ်ခဲ့သောရထားခဲ့သောအလုပ်ဟောင်းတွေအယောင်ဝယ်ကိစ္စတွေပြန်ပြီးစူးစမ်းတင်ပါတယ်။အနည်းချုပ်ပြီးပြောချင်တာကတော့ဒီနှစ်ထဲမှာရန်အပြိုင်ဆိုင်တွေအများကြီးမြင် ကရောင်းတာကြိုက်ထားပြီးတော့တွေးကူလေးချင်းခန်းတာလှုပ်ထားပြီးတော့ဒါပေမဲ့အားလုံးမှာအောင်ပွဲနဲ့အတူအဆုံးသတ်နိုင်ပါလိမ့်မယ်။တတိသာတင်တာလေးတွေကို ပြောရရင်တော့စတူကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေစည်ရင်းစရာကိစ္စတွေစပ္ပစီဆိုင်ငံစံစီစေစာစာတော်ကုန်အထက်အဓိပ္ပာယ်လူမျိုးကြားမြေအမွေဖုံး တင်နှန်းစားတဲ့ကိစ္စတွေမှာစိန်နှောင်ရလေးတွေဖြစ်နေရပါလိမ့်မယ်အထူးအဖြစ်တော့ဒီနေ့တည်းမှာတောက်ကြတာတမီအင်္ဂါသားမီနဲ့ပတ်သက်ရင်စိန်နှောင်ရအများရတတ်ပါတယ်ငယ်ငယ်သူများဖို့အခြေရေးကိစ္စမင်္ဂလာကိစ္စတွေမှာဝန်သားစရာတွေကြုံပြီးရင်ကြုံနေရလာပါလိမ့်မယ်အင်္ဂါနှောင်ရများအတွက်တော့ရန်ဖြစ်ပြီးမှပြန်ချစ်ဆိုလိုအဆင်ပြေပြီးမှအဆင်မပြေပြီးမှ ပြန်လဲအဆင်ပြေသွားတတ်ပါတယ်ဒီနေ့တည်းမှာထီထိုးခြင်းရင်တော့ လှဲတို့ကာရုံနဲ့လှဲ့ပြီးရောင်းတဲ့ထီဆိုင်မှာနှဲစလေးစအထီကိုထိုးပေးပါဒီပေါက်တဲ့ငွေတွေကပောက်ခဲ့ရင်ပေါက်တဲ့ငွေတွေကကိုယ်ရင်းလေးများ ခလေးငယ်များနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုလုပ်ပါမယ်လို့အထိတ်ထန်ပြီးထိုးပေးပါခင်ဗျာကျမ်းမာရေးနဲ့ပတ်သက်ပြီးစီယောဂမျက်စိယောဂအစာရင်ယောဂသွားယောဂသွေးနှစရာတွေကိုသတိထားသင့်ပါတယ် ဒီနေ့ထက်မှအရေးကြီးတဲ့ကိစ္စတွေပေါ်လာတိုင်းဟောဒီရရားလေးတွေကိုလည်းအလေးနက်ထားပြီးပြုလုပ်ကြပါလို့တိုက်တွန်းလိုပါတယ်။ပေါ်ဘူးနဲ့မနဲ့စောစောမှာမြတ်စွာဘုရားအားရွက်လာလေးညို့ဂံတော်နှညို့တောက်တော်ရေချမ်းတစ်ခွက်အလင်းတိုင်းနှစ်တိုင်းကိမ့်မုံနှစ်ချက်လှူဒန်းပြီးလူရာအလိုရှိရာဆူတောင်းပါ။ပေါ်ဘူးနဲ့နနဲ့စောစောမှာမြတ်စွာဘုရားမှာရွက်လာလေးညို့ဂံတော်နှညို့တောက်တော်ရေချမ်းတစ်ခွက် အလင်းတိုင်းနှစ်တိုင်းကိန်းမွန်တစ်ချက်လူရမ်းပြီးအလိုရှိရာဆူတောင်းပါလောကဝိဓုဂုံတော်ကိုအဋ္ဌံဖြင့်အရေးကြီးလင်ကြီးသူတို့ပฏิစိတ်ပါ လောကဝိဓုဂုံတော်ကိုပฏิစိတ်ပြီးပါရွှေသင်္ကန်းကလူချင်းများကိုမကြာခဏပြုလုပ်ပြီးပါတဘူကြီးဖျားများမှာရွှေသင်္ကန်းကလူချင်းကိုမကြာခဏပြုလုပ်ပြီးပါအရေးကြောင်းရှိတဲ့အခါမှာရွက်လာလေးညုံကို ဆောင်းသွားပါလေငွေကြီးကိစ္စတွေအရေးကြီးတဲ့အခါမှာ နီးစက်ရာခလီငယ်များကို ကိတ်မုတ်ဒါနာပြုလုပ်ပေးပါမိမိရောင်းရင်သောပစ္စည်းများ ရောင်းမစုံသောပစ္စည်းများကိုသစ္စာပန်း6ဖွင့်ပြီးဆက်ချိဖြက်ဆက်ရှိချက်တည်တည်ရိုက်ပေးပါမိမိရောင်းရင်သောပစ္စည်းများရောင်းမစုံရောင်းမစုံသောပစ္စည်းများကိုသစ္စာပန်း6ဖွင့်ဖြင့်ဆက်ရှိချက်တည်တည်ရိုက်ပေးပါအခက်ခဲများကြုံလာတဲ့အခါမှာဒုမဟုတ်ဂျမ်းမာရေးတွေညံ့တဲ့အခါမှာ တောက်ကြာနေမှာစံတို့စီဘူးတပူကံကိုအပုံကလေး63ပုံကပုံရေးခြင်းကံများကိုကျွေးမွေးပါမိမိမှာအခက်အခဲများကြုံလာတဲ့အခါကျမ်းမာရေးတွေညံ့တဲ့အခါမှာတောက်ကြာနေမှာစံတို့စီဘူးတပူကံကိုအပုံကလေး63ပုံပုံရေးခြင်းကံလေးများကိုအစာကျွေးပြီးပါဒါဆိုရင်တော့မိမိထမှာရှိသောမကောင်းသောကံများပပျောက်ပြီးကောင်းသောကံများရရှိလာပါလိမ့်မယ်ဗျာ ်ပုံစံမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေပြည့်စုံကြပါစေအနည်းငယ်ခတ်သိမ်းဘေးခတ်သိမ်းကင်းကျင်းကြပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းနှလုံးတော်ရဲပြည့်ဝနိုင်ကြပါစေလို့ဆုမွန်ပေါင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ